ဝစ်လို့စလုံးပေါင်းတာဟိုတကယ်ဆန်ဒဝစ်လို့မထွက်ပင်နဲ့ဘာလို့ဆန်ဝစ်လို့ထွက်တာလဲပေါ့နော်အဲ့တော့ဒီနေ့ view ရမှာတကယ် assimilation နဲ့ ellipsis အကြောင်းကိုပြောပြမှာပေါ့နော်အဲ့တော့ပထမဦးဆုံးဒီဟို spelling ကိုစအကြည့်ကြည့်မယ်နော်တကယ် nd နဲ့ spelling မှာ nd အနောက်မှာ w လိုက်ထားပါပေါ့နော်အဲ့လိုမသူကဟို td ရတယ် consonant နှစ်ခုကြားထဲမှာဆိုရင်ကျော်သူ့ဖြုတ်လိုက်လို့ရတယ်အဲ့ဒါတကယ် consonant clusters video အတင်တော့တော့ပြောပြရပေါ့နော် d ရဲ့နောက်မှာအခြား consonant စီလိုက်တာများရင် d ကိုဖြုတ်လိုက်လို့ရတယ်ဆိုပြီးအဲ့ဒါတကယ် d ကိုဖြုတ်လိုက်တယ်ဖြုတ်လိုက်တော့ sandwich ပေါ့နော်အဲ့မှာမှာဟို n အတန်ပေါ့နော်သူ့နောက်မှာအချို့ sound စီလိုက်ရင်အတန်ပြောင်းသွားတာမျိုးရှိရပေါ့နော်အဲဘလို့အတန်နေလဲဆိုရင် and sounds ရဲ့အနောက်မှာနှကန်းနှစ်ခု ထိပြီးတော့ထွက်ရတဲ့အတန်နေပေါ့နော်ဥမာ what what ဆိုရင်နှာခမ်းတစ်ခု contact လောက်ရတယ် why မျိုးထွက်ရတဲ့အတန်နောက်ပြီး p အဲ့ဒီအတန်နောက် b အဲ့ p ဆိုရတဲ့အတန်နောက်ပြီး mm m m အတန်ပေါ့နော်အဲ့လိုမျိုး sound စေတိုက်လို့ရှင်လေသူကဒီဟို n အတန်ကနေပြီးတော့အဲ့လိုမျိုး sound စေကိုစတိုက်ထွက်ရတဲ့အခါကြတော့လေ and အတန်ကပါလေအနောက်အတန်ပုံစံကူးွားပြီးတော့လေ and အတန်ကိုပြောင်းသွားတယ်ကွာဟိုဘောအဲ့လိုအဲ့လိုပါဇက်ပုံစံပြောင်းလိုက်မှအတန်ထွက်ရပိုလွယ်ကူပြီးတော့လေ smooth ဖြစ်သွားတာပေါ့အားအကြောင်းမဒီမှာတချို့ဆလုံးပေါင်းမှ sandwich ဖြစ်နေပြီမြင် alysis ရ t ပြုတ်တယ်ပြီးတော့ and ရဲ့ assimilation ရ and then the and အတန်ကိုပြောင်းသွားတာပေါ့နော်အဲ့ဒါကျတော့အတန်ထွက် sandwich sandwich အဲ့လိုမျိုးပဲထွက်တယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုး assimilation features တွေ center state မှာလည်းတွေ့ရတယ်ပေါ့နော် တချို့ကပေးရတဲ့ sentence က pronunciation with tim workshop ကနေယူလာတာပေါ့နော် BBC website မှာရှိရပါတော့။အဲ့တော့ဒီ sentence တွေမှာလေအဲ့လိုမျိုး and assimilation သုံးနာရဲ့ဟာရှာကြည့်အောင်ဘယ်နှခုပါမယ်လို့ထင်လဲပေါ့နော်။ Yeah ပထမတစ်ခု Sam Pitt ထွက်ကြည့် Sam Pitt အမှန်တန်ဝင်သွားဘူးဆိုတော့ and နောက်မှာ D ကပြုတ်မယ်ပြီးတော့ အတန်လိုက်တဲ့အခါကျတော့အမ်မတန်ပြောင်းတော့အဲ in the sand pit အဲ့လိုမျိုးထွက်တယ်ပြီးတော့နောက်တစ်ခု grammar grammar ရဲ့ d တန်းပြုတ်သွားမယ်နောက်အနောက်မှာ m လိုက်တော့အရှိရအန်ကလည်းပြောင်းတော့ grammar grammar ပြီးတော့ sandwich ကရုံနာပြုတ်ပြီးတာဟာပေါ့နော်အဲ့ဒါအတန် train the kids played in the sand pit while the grammar ate a sandwich အဲ့လိုမျိုးတန်းထွက်တယ်ပေါ့အဲ့နောက်တစ်ကြောင်းပြကြည့်မယ်နော်ဒါလေးကိုကြည့်ကြအောင်ဒီထဲမှာ and assimilation ပဲနှစ်ခုပါတယ် So, pratamaku sandpaper. Sandpaper lo matro. Sand PM then pyaung wa lo na ma P then pa ni ya. Pi yo handmade. Handmade lo twam ni yo. D yo phyo de. M na ma lite cha mu lo. Handmade. M then ne me chi lite. Now sound box. sound box ကိုမထွက်နေတော့ဘူးကွာ sound and တဲ့မှာ d ပါတယ် d ကို alesis နဲ့ဖြုတ်တယ်အနောက်မှာ b ပါ assimilation နဲ့ m အတန်ပြောင်းသွားတယ် so sound box sound box so စနစ်ဆိုင်ထွက်မယ်ဆိုရင် he used to piece of sandpaper to smooth down the handmade sound box နောက်တစ်ကြောင်ကြည့်ကြည့်မယ် so တခြားပထမတစ်ခုတည်း plain မော်နော် plain ကပုံမှန် and တန်နေဒါပေမဲ့အနောက်မှာ won't ပါရောလေ the plane won't land so plain blue တန်ထွက်သွားတယ် w sounds ကြောင့်မို့လို့လေ sounds ဒီ simulation နဲ့ပြောင်းသွားတာပေါ့ပြီးတော့ lamb before land before လို့ထွက်တော့ဝင်နေ lamb before b sound ကြောင့်မို့လို့ assimilation ပြောင်းသွားတာပေါ့နော်အဲ့ဒါကြောင့်အတန်ထွက်တဲ့ခါကြောက်ရရှင် sentence like ဆိုရင် the plane won't land before midnight なるちゃんを父めよ。ちますんよ。An assimilation <laughs> but the band played. Mind blowing. Soundproof. 嗯, so we pronounce like the band played for a mind blowing three hours in a soundproof studio. And not a child, so, Padamaku, handbook. M at then. Piautoa. And now the anama P baniao sounds ka. And stem pipe. Stem pipe. And dia assimilation net. Ellipsis net. Piautite. And P assimilation net. And bianne. So, send so us like term. The handbook give detailed instructions for using the stem pipe. Now the chow, Chichimino. Dimasumi. The bomb between. Bond between lo. Machado bene. Am ne ling lo doa, wono. And. Unbreakable. And breakable lum choro bene. Am a dam piano amono. Now ga p chow moduli. So we pronounce like. The bond between us is unbreakable. pronounce like that အဲ့တော့ကိုကတခါကျရင် listening နဲ့နားထောင်ပြီဆိုလေဟိုဒီလိုမျိုး n ကနေ m sound ဆို assimilation နဲ့ပြောင်းသွားနိုင်တယ်ပေါ့နော်ဘာလို့အဲ့လိုမျိုးပြောင်းမျိုးထွက်မှာအတန်ထွက်ကပို့ပြီးတော့ smooth ဖြစ်တာကိုအဲ့တော့အဲ့လိုမျိုး sentence တွေတွေ့ပြီဆိုရင် sandwich ကိုဘာလို့ sandwich လို့ထွက်ရလဲဆိုရင် ellipsis နဲ့ assimilation နဲ့ပေါင်းပြီးတော့ထွက်သွားတာပေါ့ sentence တွေမှာဆိုလေကိုယ့်ရဲ့ sentence ရဲ့ sound တွေ ပထမဆုံးရှေ့မှာအန်နတန်ရှိနေမယ်အနောက်မှာအဲ့လိုမျိုးနှာခမ်းတစ်ခုထိပြီးထွက်ရတဲ့ဆောင်းစီပေါ့နော်ဒီ ph b နောက်ပြီး what ams အတန်ကြီးလိုက်ပြီးဆိုရင် m ရှေ့ရဆောင်းစီ m ကိုပြောင်းသွားပြီးတော့အတန်ထွက်ပြောင်းသွားနိုင်နေဆိုတာသိတာမှာပေါ့เนาะ so that's all about assimilation